လူတချို့မှာစီးမြန်ထွက်ချင်းချင်းဖြစ်တတ်ပါတယ်။ဒါဟာလူဖွဲ့စည်းမှအရန်တွေ့ရလိမ့်ရှိပြီးဒီအခြေအနေကိုစီးမြန်ထွက်ချင်းယောဂ operative bladder လို့ခေါ်ပါတယ်။စီးမြန်ထွက်ချင်းယောဂဟာလူဦးရေစုစုပေါင်းဤ15ရာခိုင်နှုန်းခန့်မှာတွေ့ရနိုင်ပြီးကလေးလူငယ်တွေနဲ့အသက်ကြီးသူတွေမှာပါဖြစ်နိုင်ပါတယ်။ဒါပေမဲ့အသက်အရွယ်ကြီးလာတာနဲ့အမျှပုံမိုကင်းထန်လာပြီးပုံများလာတတ်ပါတယ်။ စီးမြန်ထွက်ချင်ခြင်းကစီးကျဉ်ကျဉ်သွားစေရန်ညအခါတိုင်းစီးသွားဖို့လိုရတဲ့ nature ရဲ့လူခေါ်တဲ့အခြေအနေဒါမှမဟုတ်စီးယိုခြင်းသို့မဟုတ်စီးထိမ့်မရခြင်းကိုပါဖြစ်စေနိုင်ပါတယ်။အသက်ကြီးသူတွေအတွက်ညအခါအိပ်ပျော်နေချိန်မှာစီးသွားဖို့အလင်းမြန်အိမ်တာသွားရတာကအလဲရောဖြစ်ခြင်းနဲ့အယိုးကျိုးခြင်းတွေဖြစ်စေနိုင်ပါတယ်။တခါတလေဒီလိုအဖြစ်အပျက်တွေကလူတအူးရဲ့ဘဝအဆုံးတက်အဖြစ်ဖြစ်လာနိုင်ပါသေးတယ်။ အသေးတန်စီအိတ်လှူရှာမှုကြောင့်စီးအမြန်ထွက်ချင်ခြင်းခံစားနေရသူများအတွက်နေ့စဉ်ဘဝအလေးထားများပြောင်းလဲခြင်းရေတောက်ပမာဏကိုထိမ့်ပိန်ခြင်းလက်ဖက်ရည်ကော်ဖီနဲ့အရက်တောက်ခြင်းကိုကန့်တက်ခြင်းကိုယ်လေးချိန်ပိုလျင်အလေးချိန်လျှော့ခြင်းစိတ်လေးမတောက်ရန်ရှောင်ကျင်ခြင်းဒီလိုနေ့စဉ်ဘဝအလေးထားများပြောင်းလဲခြင်းတွေကအသေးအတန်စီအိတ်လှူရှာမှုကြောင့်ဖြစ်ပေါ်တဲ့လက္ခဏာတွေကိုညှော်နှဲစေဖို့အထောက်အကူဖြစ်စေနိုင်ပါတယ်။ စီအိမ်လေးကျင်ကျင်နဲ့တင်ပါအောက်ချက်သားလေးကျင်ကျင်တို့လည်းအသေးတန်စီအိမ်လှူရှာမှုရှိသူများမှာစီအမြန်ထွက်ကျင်ခြင်းနဲ့စီအကျဉ်းကျဉ်းသွားခြင်းလက္ခဏာတွေကိုတို့တက်ကောင်းမွန်လာစေဖို့အထောက်အကူဖြစ်စေနိုင်ပါတယ်။ဒီလိုတဘာဝအလေးအထပြောင်းလဲမှုတွေကိုလိုက်နာပြီးလဲအကျိုးမရှိသူများအတွက် စေဝါကူတာမှုရှိပါတယ်။ဒီစေဝါတွေကအ धिक အားဖြင့်အမျိုးအစားနှမျိုးရှိပြီး Intimus Clinic နဲ့ပြီးတော့ Don Nicholas တို့ဖြစ်ပါတယ်။တချို့လူနာတွေမှာစေးနှမျိုးလုံးကိုပေါက်ဆက်သုံးဆွဲဖို့လိုအပ်နိုင်ပါတယ်။ လူနာအများစုမှာနေစဉ်ဘဝအလေးထားပြောင်းလဲမှုစေဝါကုသမှုနဲ့အခြားတဘာဝအလေးထားပြောင်းလဲမှုတွေကိုပေါင်းစပ်အသုံးပြုခြင်းဖြင့်ထိန်းချုပ်နိုင်ပါတယ်။ Refractory overactive bladder လို့ခေါ်တဲ့လူနာအနေငယ်အုပ်စုမှာတော့အထူးကုသမှုအခြားနည်းလမ်းတွေလိုအပ်လာနိုင်ပါတယ်။ refractory of reactive blood ရှိတဲ့လူနာတွေမှာအလွန်ကျဉ်းထန်တဲ့စီးသွားခြင်းစိတ်သက်ခြင်းတို့မဟုတ်စီးထိတ်မရပဲလူစီးခြင်းတွေဖြစ်လေရှိပြီးဒါတွေကြောင့်နေ့စဉ်ဘဝမှာအနှောက်အယှက်ဖြစ်စေပါတယ်သူတို့ကလည်းကိုယ်ခံစားနေရတဲ့ယောဂလက္ခဏာတွေကိုထိန်းချုပ်နိုင်ဖို့နောက်ထပ်အစင်မြင့်ကုသမှုတွေကိုလိုချင်ကြပါတယ်ဒီလိုအစင်မြင့်ကုသမှုတွေထဲမှာ botulinum toxin တို့မဟုတ် cycle neuromodulation တို့ပါဝင်နိုင်ပါတယ် လူနာအများစုအတွက် override ဘွားတဆိုတာကျမ်းမာရေးအနေနဲ့တခုမဟုတ်ပေမဲ့ဘဝအရေးအတွင်းနဲ့ပတ်သက်တဲ့တည်ထနာတခုပါဒါကြောင့်လူနာကကုသမှုလိုချင်တဲ့စိတ်ဒါမှမဟုတ်ကုသမှုရလက်မလုံလောက်လို့နောက်ထပ်အစ်မြင့်ကုသမှုလိုချင်တဲ့စိတ်ကလည်းဘာလို့မလဲဆိုတာဆုံးဖြတ်ရမှာအရေးကြီးတဲ့အချက်တခုပါဒီလိုလူနာအားလုံးမှာ override ဘွားတဲ့လက္ခဏာနဲ့တူညီပေမဲ့ပိုပြီးတင်းထန်နိုင်တဲ့အခြားယောဂါတွေရှိမရှိစစ်ဆေးဖို့အခြေခံစစ်ဆေးမှုတွေပြုလုပ်ရပါမယ် တင့်တော်တဲ့ကုသမှုနဲ့အတူ overactive bladder ရှိတဲ့လူနာအများစုအတွက်သူတို့ရဲ့လက္ခဏာတွေကိုကောင်းကောင်းထိန်းချုပ်နိုင်ပြီးဘဝအရေးသွေးကောင်းကောင်းနဲ့နေထိုင်နိုင်ဖို့အလားအလာရှိပါတယ်